ရုဏာဖြင့်စိတ်ကိုဖြည့်ခြင်းကရုဏာဆိုတာတနာချင်တာချင်းလို့အဓိပ္ပာယ်ရတယ်တနာချင်းတသက်မဟုတ်ပဲအကျင်နာလေးပါ တွဲပေးတဲ့သဘောပါပဲကိုယ်လောက်အစင်မပြေတဲ့သူကိုယ်အောင်နိုင်ကြတဲ့သူဒုက္ခတတ္တဝါတွေအပေါ်မှာ ထားရတဲ့တရားပါပဲမရှိတာထက်မသိတာခက်ဆိုသလို ကိုလိုအဆင်မပြေတဲ့သူကိုအောင်နှိမ်ကြနေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့လဲတခါတခါကိုယ်စိတ်မှာမကျေနပ်တာလေးတွေဖြစ်ပေါ်တတ်တယ်။အဲဒီလိုသူတို့နဲ့ပတ်သက်ပြီးမကျေနပ်ချက်ဖြစ်ပေါ်လာတဲ့အခါမှာသူတို့ရဲ့အပြုအမူအပြောအဆိုနဲ့ပတ်သက်ပြီးကိုယ့်ဘက်ကကရုဏာစိတ်ထားကြည့်ဖို့လိုပါတယ်။ကရုဏာမထားနိုင်ရင်အနိုင်ယူတာအနိုင်ကျင့်တာမျိုးတွေလုံးပြီးတတ်တယ်။နိုင်ထက်စိနင်းလောက်တာတွေဟာဒေါသရဲ့ သဘောတွေဖြစ်ပြီးမကျင်နှက်ချက်ကိုပိုပြီးတော့တိုးပွားစေတတ်တယ်။ဒေါသအာကြည့်လာရင် ပူလောင်မှုလည်းအာကြည့်လာတတ်တယ်ပေါ့။ကိုယ်အောင်နှိမ့်ချသူတွေဆိုတာကိုကနှိမ့်ချဖို့ဖိနှိပ်ဖို့မဟုတ်ပါဘူး။တနာစရာပါလားဆိုတဲ့စိတ်အတွေးနဲ့ဖိမပေးနိုင်မှအနိုင်ယူတာတွေနိုင်ထစင်းနေလောက်တာတွေကနေရှောင်လဲနိုင်မှဖြစ်တယ်။ကိုယ့်ရဲ့စိတ်မကျဉ်းနှံ့မှုဟာ သူတစ်ပါးရဲ့အချင်းနဲ့အမှန်ကိုလက်ခံပေးနိုင်မှခံစားမှုတတ်တာတာမျိုးလည်းရှိတတ်တယ်။တချို့သူတွေရဲ့လောရက်တွေဟာတမင်လောက်တာမဟုတ်ပဲသူ့ရဲ့အချင်းစရိုက်ကြောင့်ကိုယ့်အတွက်အဆင်မပြေဖြစ်သွားတာမျိုးလည်းကြုံရတတ်တယ်။အဲ့ဒီလိုချင်းနေမျိုးမှာ ကိုကကိုဖြစ်စေခြင်းတလို့မဖြစ်ရကောင်းလားဆိုပြီးမကျေနပ်စိတ်ဒေါသစိတ်ဖြစ်ပြီးစိတ်လိုက်မှပါလို့ရင်လည်းသူ့အနေထားကခံရမယ့်အနေထားပါပဲ။ ကိုဘကတော့စိတ်လိုက်မှန်ပါလုံမိခြင်းရဲ့နောက်ဆက်တွဲအဖြစ်သူတော်ဘာအပေါ်အနိုင်ယူတာကိုစိတ်မှမကျေမနပ်ခံစားတာတွေပဲ ဖြစ်သွားတာပေါ့တကယ်တော့ကိုလောက်အစင်မပြေတဲ့သူ ကိုအောင်နှိမ့်ချသူဆိုတာကိုအနေနဲ့သူနဲ့ပြန်ပြီးဘာမှခံစားနေဖို့မရှိပါဘူးသူ့ဘဝအခြေအနေကိုက အနေမလှတဲ့ဘဝဖြစ်နေတာကိုကဘာလို့လိုက်ပြီးအခြေကျနေမှာလဲပေါ့ နေရတဲ့ဘဝဆိုတာဘာမှအကြကြီးမှမရှိတာသူ့အပေါ်ကရုဏာမထားနိုင်လို့ကိုယ့်ဘကနိုင်ထက်စိနေလုံးမိရင်အဲ့ဒီလုံးရဲ့အကျိုးတက်ရောက်မှုက ကိုယ်ထံပြန်ရောက်လာတတ်တယ်ဆိုတာသတိပြုရမယ်ကိုအားရှိနေတုန်းသူများကိုတအားဖိရင်ကိုအားချလာတဲ့အခါသူတို့ကလည်းပြန်ပြီးတော့တအားချတာမျိုးကြုံရတတ်တာပဲလေဝတ်ဆိုတာကရှောင်လို့မှမရတာအတုံးလဲဆိုတာ ငုံထွက်လို့မှမရတာပဲလေတချို့ကဝိရသဘောကိုနားမလဲတော့ကိုယ်တာနေတဲ့အချိန်မှာအနိုင်အထက်တွေပြုကျင်တတ်ကြတယ်ငွေရှိတဲ့သူကငွေနဲ့အနိုင်ယူတယ်ဂုံရှိတဲ့သူကဂုံနဲ့အနိုင်ယူတယ်ယာဓုအာနာရှိတဲ့သူကယာဓုအာနာနဲ့အနိုင်ယူတယ်ဘာမှမရှိတဲ့သူကလည်းပဲမရှိမှန်းနဲ့ဟန်ကျနေပြန်တယ်ပေါ့လေတခါတလေမုကင်းတရင်ချန်နယ်တွေဖတ်ရတဲ့အခါ အနိုင်ကျင့်ခံရတဲ့တည်င်းတွေလည်းဖတ်ရတယ်။အိမ်အကူကလေးမလေးကိုအင်ရှင်ကပပင်ကိုမိဘူးနဲ့ကတ်တဲ့တည်င်းတတိကအိမ်အကူအလုတ်တမလေးကိုအစ်စ်နဲ့ပတ်တယ်ဆိုတဲ့တည်င်းစတဲ့အနိုင်ကျင့်မှုတည်င်းတွေဖတ်ရတိုင်းစိတ်ထဲမကောင်းတော့ဖြစ်မိတယ်။ကရုဏာတရားတွေခေါင်းပါနေကြပါလားဆိုတဲ့အတွင်းနဲ့လေတန်ဝေကဖြစ်မိတယ်။ပါနေတုံးဖြစ်လို့အနိုင်ရလို့ရပေမဲ့ အဲ့ဒီလုပ်ရက်တွေရဲ့အကျိုးပေးကိုကိုပြန်ခံရရင်တော့ပြန်ပြင်မရတဲ့နောင်တနဲ့ပူဆွေးတော့ကတွေကလည်းကိုနောက်ကိုပွချွေးပမာ အမြဲလိုလိုလိုက်နေမှာမလွယ်ပါဘူးပြောချင်တာကကရုဏာတရားထားနိုင်ခြင်းဟာလေမကျင်တဲ့ချက်ကိုရှော့ချနိုင်တဲ့အကြောင်းတစ်ခုပဲဆိုတာသိစေချင်တာပါတနာကျင်နာစိတ်ဖြစ်ရင်မကျင်တဲ့စိတ်ကနှဲပါလာပြီးဒေါသတရားကိုလည်းပအောင်ထောက်ပံ့ပေးနိုင်တယ် ရုဏာတရားအကောင်းလာတာနဲ့အမြကိုချင်းစာတရားနဲ့ယိုယွင်းဖာအားကလည်းမြင့်တက်လာပြီးကိုလောကလည်းအကျိုးပြု သူများလောကလည်းအကျိုးပြုပေးနေမှာဖြစ်တယ်။အခက်အခဲဖြစ်နေသူတွေအစင်မပြေဖြစ်နေသူတွေကိုယ့်ထဲနှိမ့်ချသူတွေအပေါ်မှာသူတို့ရဲ့အပြုအမူကြောင့်ကိုယ်စိတ်မှာမကြင်မနက်ဖြစ်သွားတဲ့အခါကရုဏာနဲ့အစားထိုးနိုင်ဖို့လေ့ကျင့်ရမှာဖြစ်တယ်။ကရုဏာဆိုတာစိတ်ထက်ကဖြစ်နေတာမျိုးတစ်ခု လက်တွေ့ဘဝထဲမှာအကောင့်ထဲပေါ်ကျင့်သုံးနိုင်မှကာယကံကရုဏာဝစီကံကရုဏာအဖြစ်မကျင့်တဲ့ချက်ကိုပယ်ခွာထုစင်နိုင်ကြမှာဖြစ်တယ်။ကရုဏာကိုလက်တွေ့ပုံဖော်တဲ့အခါကိုမိသားစု ကိုအတိုင်းဝိုင်းကိုချစ်ရတဲ့သူတွေအပေါ်မှာထားတဲ့စိတ်ထားမျိုးနဲ့သူတစ်ပါးအပေါ်မှာကျင့်သုံးနိုင်အောင်လေ့ကျင့်ရမယ်။ကိုသားသမီးတပည့်တော်ကတွေဒုက္ခရောက်တဲ့အခါကရုဏာနဲ့ သာသာထိုးထိုးလေးပို့ပြီးတနာကျင်နာမှု ဖြစ်တယ်လို့တခြားဒုက္ခရောက်တဲ့သူဘယ်သူမှဆိုကရုဏာတရားနဲ့ဖေးမှပေးသွားနိုင်ရင်ကိုထားတဲ့ကရုဏာချစ်ချင်းမုန်းချင်းကင်းတဲ့ကရုဏာစစ်စစ်ဖြစ်နေမှာအသေးကြပါပဲတချို့ကအဲ့ဒီလိုကရုဏာကိုအကတိကင်းကင်းမထားနိုင်ပဲချစ်ချင်းမုန်းချင်းတွင်နဲ့ရောရှက်ကကိုချစ်တဲ့သူဒုက္ခရောက်ရင် ပိုတနာတက်ပြီး ကိုမုန်းတဲ့သူဒုက္ခရောက်တော့နဲတောင်နဲသေးဆိုတာမျိုးအထိဘက်လိုက်ကရုဏာတွေဖြစ်တာလဲရှိတတ်တယ်လေဘက်လိုက်တဲ့ကရုဏာကရုဏာမျိုးဆိုတာမကျေနပ်ချက်အာဃာတကိုထင်သလောက်ဖြစ်ပြောက်ပေးနိုင်မှာမဟုတ်ဘူးပေါ့ဒဝိဒတတ္တဝါဆိုရင်ဘသူမဆိုအချင်းအမုန်းကင်းကင်းနဲ့တနာကျင်နာတဲ့ကရုဏာအဖြစ်ပုံဖော်ထုစင်နိုင်မှာဘုရားအလိုကြကရုဏာနဲ့ဖြစ်နိုင်ကြမှာဖြစ်တယ်ကိုအောင်နိုင်ကြသူတွေကို ကိုယ်လိုတပေးညီတဲ့အဆင့်တန်းမျိုးဖြစ်အောင်တန်းမတင်ပေးနိုင်ရင်တောင်မှတန်းအောင်ရောက်အောင်ဆွဲချတာမျိုးဖိနှိပ်တာမျိုးအနိုင်ကျင့်တာမျိုးအထိမဖြစ်ရအောင်ကရုဏာနဲ့အပြုပေးရမှာဖြစ်တယ်။ကရုဏာရှိရင်ဒုက္ခိတလည်းရှိဒုက္ခိတလည်းမထီတော့ပဲ သူ့အပေါ်ရှိနေတဲ့မကျင်နှက်ချက်အာဃာတစိတ်ဟာလည်းအနေပေါ်ကဖြေလျှော့သွားနိုင်မှာအမှန်ပဲဖြစ်တယ်။ဒါကြောင့်တယောက်ယောက်အပေါ်မကြည်မနှက်ဖြစ်တဲ့အခါ ထူးသဖြင့်ကိုယ့်လောက်အဆင်မပြေတဲ့သူ ကိုယ့်အောင်နှိမ့်ချသူတွေအပေါ်မှာအာကတတရားထင်ရှားဖြစ်ပေါ်လာတဲ့အခါမကျင်နဲ့ချက်စိတ်လေးတွေဖြစ်ပေါ်လာတဲ့အခါတဏှာကျင်နာခြင်းကရုဏာတရားထားနိုင်အောင်ကြိုးစားရင်ကိုယ့်တန်တမရှိနေတဲ့မကျင်နဲ့ချက်ကိုကရုဏာနဲ့ကျင့်နဲ့အောင်နေတတ်ဖို့ကြိုးစားနေထိုင် လေ့ကျင့်ရမှာပဲဖြစ်တယ်။